တော်တွင်ဒါလေးကိုစပြီးစုံကြတဲ့ episode 1ဒီလာပါတော့ပြည်တက်ကြီးတို့ကြီးဒီနေ့စတင်ပြီးတင်ဆက်ပေးသွားမှာကတော့အားလုံးနဲ့လည်းရင်းနှီးနေကြလောက်မယ်ပြိဆိုင်နေတဲ့ဆက်ရုပ်ဆက်တဲ့ Wild Force Power Ranger ပဲဖြစ်ပါတယ် Core လို့အမည်ရတဲ့တာသန်လေးဟာသူ့ပေါ်လာမြောက်လေးနဲ့အတူတောထဲမှာလိုက်ဆော့နေကြတော့သူ့ကိုငငယ်ကြီးတွေကမွေးစားထားတဲ့လူရိုင်းမျိုးနွယ်စုက သူငယ်ငယ်ကသူနဲ့အတူပါလာတဲ့ဓပုံဓပုံနဲ့ဖန်ဆုံးသလုံးကိုပြေးလိုက်ပါလေ။နောက်တော့ခိုးကိုပွေဖန်နှုတ်ဆက်ရင်သူ့ရှိရဲ့အတွက်ကိုလန်းကိုရှောက်ဖို့အတွက်ရှာပုံတော့ထွက်ခံလိုက်ပါလေ။ဒီချိန်တည်းကကိုမျိုးပေါ်မှာတော့ရောင်စုံရင်းကြလေးယောက်ဟာသူတို့ရဲ့ရန်သူအော့တကောင်နဲ့တိုက်ခိုက်လို့နေပါလေ။ဒါပေမဲ့ဒီတစ်ချိန်မှာတော့နောက်ထပ်အော့တကောင်ထပ်ပြီးတော့ပေါ်လာပြီးဝင်ကယ်ခဲ့တာကြောင့်အော့တကောင်လုံးလွတ်မြောက်သွားခဲ့ပါလေ။အော့တကောင်ကိုအရင်ကမမြင်ဘူးခဲ့တဲ့အပြင်သူတို့ကပို့ပြီးတံမာလာကြတာမို့ရ ेंजर 3ယောက်က9ယောက်မြောက် ranger ပေါ်လာဖို့မျှော်လင့်နေကြပေမဲ့ ရင်းရုံမာလေးထီလာကတော့သဘောကျပုံမပေါ်ပါဘူးဒီလိုနဲ့တော်ကြလေးကူဟာတတကုတ်ကိုရောက်ရှိလာခဲ့ပြီးဓပုံကြီးဓပုံကိုင်ကရှိသမျှလူတိုင်းကိုလိုက်မေးပါတော့တယ်နောက်တော့လူတွေမကပဲလမ်းမှာတွေ့ခဲ့တဲ့ခွေးလေးတွေကိုပါဓပုံပြပြီးမေးလိုက်ပါသေးတယ်ခိုးတယောက်လမ်းမေးခုံလမ်းပေါ်မှာအိပ်ပျော်နေတော့သူနဲ့စကားပြောခဲ့တဲ့ခွေးလေးကိုတိရစ္ဆာန်အလေးအလွန့်ထိမ့်သိမ့်တဲ့လူနှစ်ယောက်ကဖမ်းသွားကြပြီးလောင်ရင်ထဲမှာထည့်ထားလိုက်ပါတယ်ဒိဆန်လေးတွေနဲ့စကားပြောတတ်တဲ့ခိုးကလောင်ရင်တွေကိုရှာတွေ့ပြီးဖမ်းထားသမျှအကောင်တွေအကုန်လုံးကိုလွှတ်ပေးလိုက်တဲ့အခါမှာ ခွေးဖမ်းလူစုနှစ်ယောက်ကတော့တိုင်ပတ်ပါတော့တယ်။ဒီကနေဘလို့ရောက်လာမှန်းမသိတဲ့တော်သားလေးကြောင့်သူတို့လည်းစိတ်ပြက်ပြီးရှင်ပြူတော့ကရွှေထီးဆောင်ခဲ့တဲ့အချိန်လေးတွေကိုပြန်လာလာကြပါတယ်။သူတို့ရဲ့ဆရာကြီးသာရှိနေရင်အခုချိန်အေးအေးဆေးဆေးနေရပြီဆိုပြီးဆရာကြီးပြန်လာမယ့်ချိန်ကိုစောင့်နေတော့မိုးပေါ်ပြန်လာတဲ့အော်ဒါကောင်ကိုတွေ့လိုက်ကြပါတယ်။သူတို့လည်းအာရဝန်တာနဲ့ဆရာကြီးပြန်လာပြီဆိုပြီးသူတို့ရဲ့ပုံစံအစစ်ဖြစ်တဲ့ဆုံးမ Toxic Girl နဲ့ဓာပြင် Ginger Drug ဖြစ်ပြန်ပြောင်းလိုက်ကြပါတယ်။ တစ်ဖက်မှာတော့နောက်ဆုံးရင်းကြလေးတွေကမင်းသမီးရဲ့တောင်းဆိုချက်နဲ့တောသားလေးခူးကိုသူတို့နဲ့လိုက်ဖို့လာခေါ်ပါတယ်။မိမိကသစိမ်းနေနေတွေ့ရင်မလိုက်ရဘူးပါကြနဲ့ခူးကညင်းနေတော့လင်းယုံဝါမလေးကတစ်ချက်ပြီးထဲလိုက်ပြီးအန်နီမေရီယန်စီအရောက်ခေါ်သွားပါတော့တယ်။ကျွန်းပေါ်ရောက်တော့ခူးဟာလှပတဲ့တဘာဝပတ်ဝန်းကျင်ကိုသဘောကျနေတော့တခြားရင်းကြတွေရဲ့အကောင်လေးတွေကသူ့ကိုလာနှုတ်ဆက်ကြပါတယ်။ခူးကတောင်ထိပ်ပေါ်ကချင်းတိကြီးစီတက်သွားမယ်လို့တော့သူဟာလေးပေါ်မျောနေတဲ့ကျွန်းကြီးပေါ်ရောက်နေတယ်ဆိုတာသတိထားမိသွားပါတယ်။ ခိုးတယောက်ခြေလျှော်ပြီးတောင်စွန်းပေါ်ကပြုတ်ကျတဲ့အချိန်ချင်းတိကြီးကဆင်းလာပြီးခိုးရဲ့အိတ်ကက်တွေကဖန်လုံးဟာသူ့ဖြစ်ကြောင်းအသိပေးလိုက်ပါတယ်။ခိုးလည်းကျွန်းကြီးပေါ်မှာတယောက်ယောက်တွေ့နေမလားလိုက်ရှာရင်မင်းသမီးရှာလျာနဲ့စတွေ့ပါတော့တယ်။မင်းသမီးကသူ့ကိုဒီနေရာဟာအန်နီမေရီယန်ဖြစ်ကြောင်းနဲ့တိရိစ္ဆာန်တွေရဲ့ဝိညာဉ်တွေကိုကာကွယ်ကြတဲ့ရိန်ဂျာတွေနေတဲ့နေရာဖြစ်ကြောင်းပြောပြပြီးအခြားသူတွေနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ သူ့ကိုခေါင်းဆောင်အဖြစ်ခန့်ကြောင်းမင်းသမီးရှန်ဂျာကပြောပြီးမြဲခိုးကလက်မခံပဲသူဒီကိုလာတာဟာသူလျှောက်ဖို့လမ်းကိုလာရှာတာလို့ပြောပြီးသူရဲ့ချင်းတစ်ဖန်လုံးကိုထုတ်ပြပါတယ်။အခြားသူတွေကလည်းသူတို့ပန်ဆိုင်ထားတဲ့ဖန်လုံးတွေကိုထုတ်ပြကြတော့ခိုးတယောက်အံ့ဩသွားပါတော့တယ်။ဒီချိန်မှာရေကန်တဲ့ကရေတွေကပပွက်ဆူလာတာကြောင့်မင်းသမီးရှန်ဂျာကမင်းညကအော့တွေပြန်လာနေပြီဆိုပြီးရိန်ဂျာတွေကိုတိုက်ခိုက်ဖို့လွှတ်လိုက်ပါတယ်။လောလောလတ်လတ်ရောက်လာတဲ့တောသားလေးခိုးတယောက်လည်းဘူးမသိပါမသိနဲ့ပါသွားတော့တာပေါ့။ မြို့ထဲမှာတော့တာပိုင်အော့နဲ့ပြက်စစ်အော့ကနှစ်ယောက်ပေါင်းဆောင်ကြော်နေကြလို့လူတွေရောတိရစ္ဆာန်လေးတွေပါပြည်သွားနေရပါပြီ။တိရစ္ဆာန်လေးတွေကိုကယ်ကျင်တဲ့ခိုးလေသူဘယ်လိုလုပ်ရမလဲလို့အခြားလူတွေစီမှာအကြံဉာဏ်တောင်းပါတယ်။ဒီလိုနဲ့ထိုင်လာကသူ့ကိုအသွင်ပြောင်းဖို့ group phone ပေးလိုက်ပြီးသူနဲ့အတူအသွင်ပြောင်းတိုက်ခိုက်ဖို့ပြောပါတယ်။ခိုးတယောက်အနီရောင် ranger ဖြစ်လာပြီးတောင်းကျမ်းနေတဲ့အော့နာကောင်ကိုသူတိုက်ခိုက်ကြပါတယ်။အော့နာကောင်ကစွမ်းအားကြီးလုံးလို့ ranger တွေအထိနာနေတဲ့အချိန်မှာချင်းတိကြီးကခိုးကိုစကားလှမ်းပြောပါတယ်။နှစ်ယောက်ကိုနိုင်ဖို့တယောက်တည်းဖြစ်မှရမယ်လို့ဆိုတာကြောင့် ရင်းကြတွေကသူတို့ရဲ့လက်နက်တွေကိုပေါက်ဆက်ပြီးတိုက်ခိုက်ဖို့စီစဉ်ကြပါတယ်။အရင်လိုပြီးတယောက်ထဲတက်လာတဲ့လျှက်စစ်အော့ကိုတော်ရိုင်းသားနဲ့ထပ်ပိုင်းပိုင်းပြီးအဆုံးတက်ပြီးလိုက်ကြပါတယ်။ကျန်ခဲ့တဲ့တာပိုင်းအော့ကတော့ထွက်ပြေးသွားပြီးဂျိုးတချောင်းအော့တွေနဲ့တွေ့ပါတယ်။တော်စစ်ကန်ရဲ့အကူအညီနဲ့တာပိုင်းအော့ကအကြီးကြီးဖြစ်သွားတော့ရင်းကြတွေတိုင်ပတ်ပါပြီ။အဲ့အချိန်မှာသူတို့တွေရဲ့ဓားတွေနဲ့ဖန်လုံးတွေဟာအယောင်လက်လာတာကြောင့်မင်းသမီးရဲ့ညွှန်ကြားချက်အတိုင်းဖန်လုံးတွေကိုဓားအိမ်ထဲထည့်ပြီးတိရစ္ဆာန်တွေကိုစင့်ခေါ်လိုက်ကြပါတယ်။ အန်နီမေရီယန်ကတရိတ်ဆန်တွေဆင်းလာကြပြီးတော့သကောင်ထဲရှိတဲ့တာပိုင်အော့ကိုစွန်ကြီးဝိုင်းလောင်းကြပါတယ်။နောက်ဆုံးမှာတော့ရင်ဂျာ၅ယောက်နဲ့တရိတ်ဆန်၅ကောင်ရဲ့စွမ်းအားတွေပေါင်းပြီးတာပိုင်အော့ကိုအမှောက်သိမ့်လိုက်ကြပါတယ်။ဒီလိုနဲ့ရင်ဂျာ၅ယောက်ဟာတစုတစည်းရဲ့ဖြစ်လာကြပြီးအော့တွေကိုတိုက်ခိုက်ဖို့ဖြစ်လာခဲ့ပါတယ်။ဒီနေ့ recap အပိုင်းလေးကတော့ဒီလောက်ပါပဲခင်ဗျာ။ Wi-Fi Force Ranger ကိုမြန်မာစာတမ်းထုတ်နေကြည့်ချင်တဲ့ဆိုရင်ကျွန်တော်တို့ Telegram မှာလာရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ အခုလို recap video လေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင်လုပ်ခဲ့ကြဖို့မမေ့ပါနဲ့။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။အခုတင်ဆက်ပေးသွားတာကတော့ကျွန်တော် view ပဲဖြစ်ပါတယ်။